ကျွန်တော်နာမည်ဇီလက်ခိုင်ပါခင်ဗျာ။ဟာကျွန်တော်တို့ဒီ Beyond the Mind ဆိုတဲ့ဒီပကြီတွေရေးပြီးတော့အနုပညာတွေဖန်တီးတဲ့အဖွဲ့လေးကိုကျွန်တော်တို့ဖွဲ့ခဲ့တာကြာပြီပေါ့နော်။ဟိုဒီလူတွေကလည်းမိတ်ဆွေတငယ်ချင်းတွေပါတယ်ကျွန်တော်ရဲ့တပည့်တွေလည်းပါတယ်ပေါ့နော်။ဟုတ်။ဟိုဒီဒီပြာကမ်းမှာ acrylic ကိုအဓိကထားပြီးရေးတယ်။ရေးပြီးတော့ contemporary art ကို ဟိုဟာမြန်မာမှုနဲ့ပေါင်းဆက်ပြီးကွန်ကွန်မိုင်းနေးရှင်းလုပ်ပြီးရရေးထားရလဲပါတယ် extra လဲပါတယ် semi extra လဲပါတယ်ပြီးရင်ဒီမှာ realism ရေးတဲ့ဟာတော့နည်းတော့နည်းတာပေါ့ဟုတ်ကဲ့ contemporary art တွေရေးတာများတယ်ဟုတ်ကဲ့ဘယ်နှစ်ယောက်စုစည်းထားစူးစီးထားတော့အခုလက်ရှိက17ယောက်ပါ17ယောက်ကို ကားက53ကားရှိပါတယ်တေးယောက်ကို ပြန်မြ4ကား5ကားနှုံးစီပါ ဟုတ်ကဲ့အဲ့တော့ဆရာတို့ site ဆိုရင်တပတ်ထားမှာအဲ site တွေကတော့နှစ်ပေပတ်လဲတဲ့မကျော်အောင်ထုတ်ထားတာပေါ့ဟုတ်ကဲ့ကားယူတဲ့ကောင်53ကားပါဆရာဟိုလူတယောက်ကိုဘယ်နဲ့ကားဆိုအဲတယောက်ကို5ကားရှိတယ်တချို့ကားတွေက6ကားရှိတယ်အဲ့လိုပေါ့4ကားရှိတယ်အဲ့လိုပေါ့အ ਨੇ ဆုံးရေးနိုင်တဲ့ကလေးတွေကတော့4ကားလောက်တော့ရေးရပါတယ်ဟုတ်ကဲ့အဲ့တော့ဒီပြရဲ့ရွေချက်လေးပြီးရွေချက်ကတော့ကျွန်တော်တို့ကအမှုပညာဒီ artwork တွေကိုဟိုပုံမှန်လုပ်ဖြစ်အောင်ပေါ့နော် ဘာဖြစ်လို့ဆိုအဲ့ဒါမှကျွန်တော်တပည့်အနေနဲ့ကြာလဲ practice for perfect ဖြစ်လာမယ်ပြီးရင်သူဒီပေါ်မှာ တွေးနိုင်တဲ့ think ကသူကပိုကောင်းလာအောင်လို့ပေါ့အတွေးခေါ်ရယ်ခံစားမှုရယ်အတတ်ပညာဒီသုံးခုလုံးပေါင်းမှာ art ဖြစ်တာ哦ဟုတ်ပြောတာသုံးရပြန်ပါဟုတ်ကဲ့14 15 16ပေါ့ဟုတ်ကဲ့ပြောတော့ basic ကိုဗာ message ပေးရင်အော်အနုပညာဒီ artwork တွေ ဖန်တီးထားတယ်ကျွန်တော်တို့ Beyond the Mind ဆိုတဲ့အဖွဲ့လေးကိုလာကြည့်ပြီးတော့ဟိုဟွာပေါ့နော်အမှုပညာနဲ့ပတ်သက်တဲ့ခန်းစားမှုတွေတစုံတစ်ခုရပါစေဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ပြတာပါအဓိကတော့ကျွန်တော်တို့ကပထမအဆုံးက artist for artist ပေါ့ပြီးရင် artist for artisan ကနေပြီးတော့ artist for people ကိုသွားတာပေါ့ဟုတ်အဓိကတော့ကိုလှုပ်ချင်တာကိုအရင်လှုပ်တဲ့သဘောပါပြီးမှကိုခံစားရသလိုကြီးစုသူတွေခံစားရမလားဆိုတော့ စိတ်ကလေးနဲ့ကျွန်တော်တို့ပြာပွဲလေးတွေလုပ်ဖြစ်တာပါခင်ဗျာဟုတ်အားလုံးဘယ်ကြိမ်ဘယ်ကြိမ်ရှိပါအဲဒါဘီယွန်းသမိုင်းကတော့ဒါပထမဆုံးအချိန်ပါပါဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဘာကြောင့်ဒီမူလမှာလာပြောအဲကျွန်တော်တို့ကဒီမှာမူလမှာကျွန်တော်ကပြပွဲတွေအများကြီးရှိပါတယ်ကျွန်တော်ကရှိမှာတပွဲလို့ပြောအဲရှိမှာလဲတပွဲဟုတ်ကျွန်တော်ပြခဲ့တဲ့ပွဲပေါင်းကတော့အများကြီးပေါ့ဟုတ်အဲကျွန်တော်အရင်ကြီးမှုတက်ကတူကပကြီနဲ့ပွဲရတာပါဟုတ်အဲကြောင့်မလို့ ဒီမှာပြပြက်သွားတာပေါ့ဟုတ်သူကကလေးတွေလေကျွန်တော်ကျွန်တော်မိတ်ဆွေတငယ်ချင်းရောဒီကျွန်တော်တပည့်တွေရောကြာများတော့ကြာတော့လေနည်းနည်းကျယ်တဲ့နေရာရှာတော့ဟုတ်ကဲ့ကျေးဇူးဟုတ်ကဲ့ပါခင်ဗျာကျေးဇူးပါဘယ်လိုဆိုကဒီ ဘီအန်ဒမိုင်းဝဲလာဘာကြောင့်ပါဝင်ဖြစ်တယ်ကျွန်တော်ကဒီလိုအစတော့ကျွန်တော်ဒီရုပ်ပကြီးဆွဲငငယ်လေးတွေကဘာကြောင့်မှနိုင်ငံကပကြီးဆွဲပါနေတယ်ကြီးလာခဲ့တော့နောက်တင်မောလိုက်သွားဒါမှပကြီးတော့ဆွဲဖြစ်တာပါနော်ဒီဘက်ဘိုင်းပြောင်းတော့လေကျွန်တော်လည်းပကြီးဝဲစိတ်ဝင်စားတော့ဒါပဲပြန်ဆွဲဖြစ်နေနေဆယ်စီဦးနဲ့ကျွန်တော်လည်းခင်လာကြပြီလေခင်လာကြပြီဆိုတော့သူကပြပွဲလေးရှိတယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားသွားတယ်ကျွန်တော်ရဲ့အမှုပညာလည်းထုတ်ပြခြင်းတာပါနော် ထုတ်ပြရင်လည်းအဲ့ဒီသဘောပါပဲကျွန်တော်အဲ့ဒီကျွန်တော်စူးစမ်းပြီးတော့ဒီကဲကိုဝင်လာရတာဘယ်နှကားပြတာကျွန်တော်ငါးကားပြတာ၆ကားပြတာပဲငါးကားပြတာဟုတ်တယ် group show မှာဒါပွဲဦးတယ်ဒါ group show မှာပွဲဦးတော့ပါခင်ဗျာကျွန်တော်ပွဲဦးတော့ solo show လုပ်ဖို့ရှိတယ် solo show လုပ်ဖို့ကတော့အစီအစဉ်တော့မရှိသေးဘူးကျွန်တော်ဒီဆရာစီတို့ group ထဲမှာပဲပြောနေတာဟုတ်ကျွန်တော်ကတယောက်တည်းဆိုတော့သူ group လေးနဲ့ဆိုတော့အပေါ်လည်းဖြစ်တာပေါ့နော်အဲ့လိုပေါ့အဲ့တော့ဒီတက်ကိုမက်ဆေ့ပေးခြင်း ကျွန်တော်တို့ဘယ်ပတ်တယ်လို့ဆိုရင်ကားရင်းနေပတ်တယ်လို့ဟာကျွန်တော်တို့အမှုပညာကိုဟိုလာပြီးတော့ခန်းစားပြီးပါသူပြောရင်သူကြိုက်တယ်လို့ရှူတော့အကြည့်ပြီးတော့ကြိုက်တယ်လို့ခံစားကြပါတော့เนาะအဓိကကတော့ကျွန်တော်တို့အမှုပညာကိုချပြတဲ့သဘောပဲတော့ပြီကျွန်တော်တို့လာကြည့်တဲ့လူတွေကိုတခုမက်ဆေ့ချ်ရရသွားကြတယ်ဗောနော်ချပြတဲ့သဘောပါပဲအာကျေးဇူးပါဟုတ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ မင်းနာမည်လေးပြောပြသမီးတို့ရာတင်းတီထွန်းတင်းတီထွန်းဟုတ်အဲ့သမီးကဘာကြီးကိုပဲချင်းရောက်ပါလဲသမီးကဟိုငငယ်လေးရဆွဲရတာကြိုက်တာသမီးရဲ့လက်ဦးဆရာသမီးဆရာတခြားဆရာတွေအများကြီးတော့တင်မွေးတာမဟုတ်ဆရာမျက်မှောက်ပဲတိချတင်ဟုတ်ဟုတ်ဒီဒါသမီးရဲ့ဖွဲ့ဦးတွေ group show လာဟုတ်အဲ့ဒီမှာလည်းကားပြတာသမီးက၄ကပြ၄ကပြသမီးက basic ချိန်ကြီး သူများဟိုကလည်းအဲ့လိုမျိုး soft themes တွေအဲ့လိုဝိလာက unicorn တော့ကြီးဟုတ်အဲ့တော့သူများဝကြီးဆွဲလာတော့ကြောက်ပါဘူး။တမီးဆွဲရကိုနဲ့လောက်ထဲကနည်းနည်းလေးဟုတ်လားတော့ဖြည်းဖြည်းချင်းဒီပြည့်စင်။ဒါဟူဒီဘွဲမှာဒီဒီဂရုရှူးတွေမှာတမီးကတက်ငယ်ဆုံး။ဟုတ်။အဲတမီးဆိုလို့ရှူးလို့ပို့စင်ကြီးလား။အဲအဲ့ဒါတော့မရှိသေးဘူး။တမီးကြောင်းစာလည်းပြန်လို့ပါ။ဟုတ်ပါတယ်။ ခုကအင်္ဂလိပ်စာတက်တယ်သင်္ချာတက်တယ်နောက်ပြီးကျောင်းလည်းတက်ကျောင်းဘယ်မှာတက်မလဲ Helix ပါအဲ့တော့ဒီမြေဒီဘယ်နဲ့ပတ်သက်လဲအမြင်လေးပြောပါဦးသူကအော်အဲ့တော့ဒီပြပြတော့ဟုတ်ပြီဒီလူကြီးရဲ့ကြားထဲမှာတိမိကျော်ရဲ့ထူးရှင်ပန်းနေတယ်လေအဲ့ဒါတော့သမီးအော်သမီး lucky ဖြစ်တယ်လို့ပြောဟုတ် 些好，招聘有招聘什么？技招聘。 ဆက်နေမလို့ရှိကျွန်တော်ကအခုဒီကြီးမှာတော့ဇော်ဝင်းပေါ့နော်ဇော်ဝင်းကများတဲ့ခါကျတော့ကျွန်တော်နာမည်ကခွဲရတိုက်ကပေါ့ဇော်ဝင်းတိုက်ကနဲ့ဒီ group မှာကျွန်တော်ဝင်ဆွဲပြီးတော့ပြပြတယ်ကျွန်တော်၃၅ပြတယ်ပေါ့နော်ဆက် ပြဝဲဘယ်လိုရှိวะကျွန်တော် group အနေနဲ့ပြတာဒီပထမဆုံးဝင်ပဲခင်ဗျာကျွန်တော်တို့ကသူစင်ငယ်ကတော့ကိုယ့်အကူဆွဲပြီးတင်နေတာပဲရှိတယ်လीအဲအဲ့လိုအခု group နဲ့ပြတာဒါပထမဆုံး group နဲ့စဝင်တာပေါ့လीကျွန်တော်တို့ကဒီဟို ပကြီးဆွဲတာဝါသနာရတာကျွန်တော်တို့ကဆွဲနေကြတာလीဆိုတော့ဝါသနာရဆွဲတော့လူငယ်ဒီမှာလဲဝါသနာအဓိကပဲလीဝါသနာရပကြီးဆွဲရတဲ့လူရှိတယ်ဝါသနာရပကြီးကိုစုဆောင်းတဲ့လူရှိတယ်ဝါသနာရပကြီးကိုလာပြီးလေ့လာတဲ့လူရှိကြလीကျွန်တော်တို့ကဝါသနာရပကြီးကိုဆွဲရတာဗောနော်ဟိုကြောင်းဆင်းလာလားဆိုတော့ကျွန်တော်ကပကြီးကြောင်းဆင်းရတော့မဟုတ်ဘူးကျွန်တော်အရင်ကအခြေခံတိတ်ဟဲရတော့ကျွန်တော်အထက်ကကြောင်းပေါ်မှာ ထီကံနွေရတီចောင်းပြည့်မှာ၃လတင်ရတာပေါ့နော်ကြဲတော့လာတင်တဲ့ခါကျတော့ဆရာကြီးကဘီရဲဆိုတော့ကြီးတော့ကြီးရပါဘောကတ်တုံးဆရာကြီးတွေလာတင်ညတာပေါ့ကျွန်တော်တို့ဒီကတ်တုံးဆရာကြီးလာတဲ့အဲ့ဒီကနေတော့ကျွန်တော်ကပကြီးဘိုးဝင်နေတာပေါ့ပကြီးဘိုးဝင်နေပြီးတော့အဲ့ရနေပြီးတော့ဆရာကြီးရဲ့ဤပညာလေးတွေနဲ့အဲ့တော့လေ့လာပြီးတော့ဆွဲတာပေါ့ကျွန်တော်ငငယ်ရဆိုရင်ဆရာကြီးတောင်းဟန်ရဲ့ဆရာတောင်းဟန်ရဲ့စောက်ကြီးတွေထွက်တယ်လေဟုတ်ကဲ့ဘောင်ဝင်းရွှေဘုံတို့ဝင်းဘုံတို့ခင်တော့ဟုတ်ကဲ့အဲ့လိုတော့အန့်ကျော်ဘုံတို့ဖေးဝင်းဘုံတို့ဆိုအဲ့အရာတွေကိုကျွန်တော်က ူပြီးတော့လေ့လာပြီးတော့သင်ရတာဒီသင်ပြီးတော့မှဒါဒါကျုပ်ကိုယ့်ရဲ့အားလုံးကဆရာတွေကြီးပဲကျွန်တော်လေ့လာပြီးတော့သင်ပြီးတော့ဒီလိုတက်လှမ်းခဲ့ရတာပေါ့ကျွန်တော်ဂျားတဲ့မှာကျွန်တော်တို့ကမဆွဲပြလိုက်ဘူးကိုကကိုနဲ့ကြတော့လေဟိုကိုအလုံးနဲ့ကိုစီဝိုင်းနဲ့ကြတော့အနည်း20လောက်မဆွဲပြလိုက်ပါဘူးအခုမှပြန်ပြီးတော့ဒီ group နဲ့ပြန်ဆရာဇီလက်ခိုင်နဲ့ပြန်ချိန်ပြီးတော့မှကျွန်တော်တို့ကဒီပေါ်ပြန်တက်တာပေါ့နော်ဒါကျွန်တော် group နဲ့တက်တယ်ဆိုကျွန်တော်ပထမဆုံးကြည့်မှာပဲအဲ့တော့ဆရာပွဲနဲ့ပတ်သက်လို့ feedback ကိုဗာမဲ့ message ပေးခြင်းလား ကျွန်တော်ကတော့လူငယ်တွေကိုဝါသနာပေါ့ဝါသနာလေးတွေပဲ message ပေးကြတာပေါ့နော်ဝါသနာလေးကိုအရင်ခံရကြပါဝါသနာလေးကိုအရင်ခံလို့ရှိရင်ဝါသနာရပကြီးဆွဲပြကြမယ်ဝါသနာရလာလေးလာကြမယ်ဝါသနာရစုဆောင်မှုရှိကြမယ်နော်အမှုပညာလေးကျွန်တော်ကျွန်တော်ဆိုလို့ရှိရင်အမှုပညာထဲမှာဆိုရင်ဩဒိရှာတဲတဝင်ပါပဲလေဩဒိရှာတဲတဝင်ဆိုတော့မဟာဒရိုင်းတစ်ခုတူပေါ့ဩဒိရှာကမဟာဒရိုင်းယူတော့ဘာလို့ဘာလို့ဆိုတော့မပြောနိုင်ဘူးဒါပေမဲ့ကျွန်တော်ကတော့ဝင်းတီဆော့တဲထဲမှာပါတယ်တီဆော့တဲထဲမှာပါရင် AOD မြကြီးလိုပဲ ကျွန်တော်ကရေတစက်အနေနဲ့ပါတယ် ARV ရဲ့အလှအပတော့ခံစားတဲ့လူပေါ်မှာပဲမူတည်ပါတယ်နော်အဲ့ဒါလေးပဲပြောချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့